င်ခြင်းမှာအမေရိကန်ပြည်ထောင်စုလူမျိုးမခွဲခြားမှုမူဝါဒကြောင့်လည်းဖြစ်နိုင်သည်လူရန်စာလူမျိုးဆက်စသည်ဖြင့်ခွဲခြားသောအရက်ဒေသများမှာဆိုရင်ကျေးဇူးတော်ကိမဲမှုများသည်နောက်ထပ်အမှုစိတ်ခွဲထုတ်လို့ရနိုင်မည် မြေမတွက်နိုင်လောက်အောင်ရှိမည်ဟုထင်ပါသည်ဥပမာတောင်အာဖရိကနိုင်ငံတွင်လူမျိုးကိုအသားရောင်၃မျိုးအဖြူအမဲနှင့်ရောင်စုံဆိုပြီးခြားနာထားလျာယခုနောက်ဆုံးကြားရသည့်အတိုင်းဆိုရင်ဂျပန်လုပ်ငန်းရှင်ကြီးတွေကကန့်ကွက်သည့်အတွက်အစိုးရအနေဖြင့်ဂုဏ်ပြုအပ်သောအဖြူများ honorary white people ဟူသော နောက်တစ်မျိုးကို ထွေပေးလိုက်ရပြီဟုဆိုပါသည်အိန္ဒိယနိုင်ငံကြီးမှဆိုပါကဆက်ခွဲခြားမှုတွေအလွန်များပြားပြီးသူတို့ကို ကိုလိုနီပြုခဲ့သောအင်္ဂလိပ်တွေပဲလေမျက်စိလဲကုန်ခဲ့ရကြောင်းဖတ်ဖူးပါသည်1930ခုနှစ်ခန့်တွင်အင်္ဂလိပ်တို့သည်အနည်း300ကျော်သူတို့ကျုံပြုခဲ့သည့်တိုင်းပြည်မှာရှိမှန်းမေမသိခဲ့ရသည့်ဇက်တမျိုးကိုတန်းအတော်တွေ့ရသည်ဒိုဘီကလားပဲဆိုကြပါစို့ထိုအုပ်စုတဲကဇက်တမျိုးသည်သူတို့ရှော်ဖို့ပေးရသောပုံကူတို့ကိုလုံးဝအတွေ့မခံအခြားဇက်တွေနဲ့လည်းလုံးဝအတွေ့မခံပဲညပိုင်းကြမှသာအဝတ်ထွက်၍ရှော်သည်ဟုဆိုလေဤတနည်းအားဖြင့် ညဒူပြီးတွေဖြစ်သည်သူတို့သည်ထိတွေ့ရသောအဝတ်တွေကြောင့်ဓာတ်ကူးသောပြီးဖြစ်၍တခြားလူတွေကိုနောက်ထပ်ဓာတ်ကူးမှဆိုပြီးမှောင်ရိပ်ခိုးနေခဲ့ရည်ရာသူတို့ရှိမှန်းကိုပင်အင်္ဂလိပ်တို့ကအနှစ်300ကျော်မှသိရပါသည်ရဲ့ဆံပါပဲ ယူယော့တိုင်းသတင်းစာကြီးသည်ခေတ်သစ်ဂျပန်နိုင်ငံ၏ရာဇဝတ်မှုများအကြောင်းကိုအသေးစိတ်လေ့လာပြီးသတင်းဆောင်မများဆက်တိုက်ဖော်ပြခဲ့ရ၌နှိုင်းရှင်ချက်အနေဖြင့်အမေရိကန်မှလူသသိန်းလျင်ထောင်ချဘူးသူ919ယောက်ရှိပြီးဂျပန်ပြည်မှာမူ38ယောက်ပဲရှိသည်ဟုသိရလေသည်။ကိုရွှေဂျပန်တို့ကလိမ္မာလှကြည်လာဟုသတင်းထောက်တွေကစစ်စစ်ပါပါအဖြေရှာရတွင်ထောင်မြန်ကြီးတစ်ယောက်ကိုသူတို့ကတော့ရောက်တွေ့ဆုံပြီးအင်တာဗျူးလုပ်တော့မှအဖြေကပေါ်သည်။ လူသက်မှုနှစ်2015နှစ်ကြာရာတွင်ထိုပုဂ္ဂိုလ်ကိုဘသူကမှအရေးလုပ်ပြီးတရားတထုံမပို့ခဲ့ဟုဆို၏ထောင်ကထွက်လာသောအခါသူမိမနှင့်သားကလာရောက်တွေ့ဆုံပြီးစကားပြောသည်ရှင်ဘယ်တော့မှပြန်မလာနေတော့ဟု၏ထို့သူသမီး၃ယောက်ကလည်းလုံးဝအတွေ့မခံကိုအိမ်ောင်နေနေကိုတိတ်ခအကြမခံနိုင်ဟုဆိုလေရာသူခမမြေးပနှစ်ယောက်ရှိမှန်းကိုတော့တိကျမသိရပဲအပေခံကြီးလုံးလုံးဖြစ်တော်ရသည်ဟု၏။အော်ခေတ်သစ်ဂျပန်ပြည်မှာလဲ ကျေးဇူးတော်တဲ့လူသိက္ခာကပို့ပြီးအရေးကြီးနေပါလား။ဘာပဲဖြစ်ဖြစ်ထောင်ကိုတော့လူတွေကကြောက်မပေါ်လေဟုကျွန်တော်ခံယူလိုက်ပါ၏။လူကလေးတယောက်လူလောကကြီးတဲကိုရောက်ရှိလာသည်။ရောက်မလာတာကမှတော်ပြီဦးမီဟုဆိုရမတတ်ရင်းနှစ်စပွဲမိသားစုအချင်းတွေဆိုတွေကိုလည်းနားနဲ့မဆန့်အောင်ကြားရဘူးပါသည်။ကဘာကျော်စာပေနိုဘယ်ဆုရှင်ဟမ်မင်ဝေးဤဇလန်တစ်ခုအဖြစ်သက်သေထင်လိုက်ပါသည်။ စပိန်ပြည်ရှိဖခင်ကြီးတူသည်မြို့တော်မက်ဒရစ်တို့ထွက်ပြေးသောသောသားဆိုးသားမိုက်ကိုခွင့်လွှတ်ရပြန်လည်ဆုံတွေ့ခြင်းသည့်အတွက် Air Liberal သတင်းစာကြီးထဲမှကြေညာထည့်လိုက်လေသည်ပီကိုဖီဖီမင်းကိုအားလုံးအတွက်ခွင့်လွှတ်တယ်မွန်တာနာဟိုတယ်ရင်မြန်မာအင်္ဂါနေ့မွန်တဲ့7နှစ်နာရီတီတီဆုံကြရအောင်ဖီဖီ ပီကူဆိုသောအမည်မှာစပိန်နိုင်ငံတွင်မြမဖိုးတုတ်ကဲ့သို့ပေါ်ကြွယ်ဝါလှလျာအင်္ဂါနေ့မွန်တဲ့၁၂နာရီအချိန်၌အဖိုးကြီးမွန်တာနာရည်မြင့်တို့ရောက်သောအခါ၌ပီကူပေါင်း၈၀၀တတိအားတွေ့ဆုံရလေသတည်းဖော်ပြဝါဝတ္ထုတဲကပီကူသည်စီးအစီအကြီးဟဲမင်ဝေး၏ကိုပါလိုပဲဆူရဗာအန်ထင်သည်ဟဲမင်ဝေးသည်အိမ်မမပြောရွှင်သူစိုးသွမ်းတော်လိုင်း၏ဘဝလီလွင့်ခဲ့သူဟုဆိုပါသည် ဘိုးဘွားတွေကအစာယုံကြည်ခြင်းပြင်းထန်သူခရင်ရနေပဲဒါပေမဲ့သူ့ကိုကြည်လို့မရအမဲစုပူချိန်မောင်းခဲ့သည် မိခင်မုံဆုံးမကလည်းထုံဤ၎င်းပင်သူနှင့်အမြင်တဲ့သည်မရှိနောက်ဆုံး၌သူ့ကိုအိမ်ပေါ်ကနှင်ချသည်အထီးဖြစ်ခဲ့သည်နှောင်းကာလတစ်ခုသော သူ့မွေးနေ့တွင်မိခင်သည် အဝေးရောက်သူထံသို့ကိတ်မုတ်တလုံးနှင့်အတူသူအဖေကိုကိုကိုတတ်သိခဲ့သောတနတ်ကိုပါထည့်ပေးလိုက်၏။နောက်ထပ်မွေးနေ့တစ်ခုမှကြတော့မုတ်ဆိုးမမင်းအမေဟာမင်းအတွက်တော့ဗန်ဒိုက်ကြီးပဲ။မင်းဟာငငယ်ကလေးကနှိုက်နှိုက်ပြီးတော့ဒါသုံးနေတယ်ပြန်ဖြစ်ပြီးတယ်ဆိုတာတခါမှမရှိဘူး။တာဝန်အင်မတန်မဲ့တဲ့အကောင်ဟူ၍အစချီလေးပြင်းထန်စွာပြစ်တင်ခဲ့လေသည်။ ။နောက်ထပ်လည်းအမိထံမှရောက်လာသည်မသောစာများတွင်အစင်မြဲစစ်ချမ်းသာစရာရဲ့လို့ဘဲအခါမြမပါဝင်ခဲ့ဟုသိရလေ၏။သူ့ကိုမျိုးမျိုးပြစ်တင်ခြင်းနှင့်အတင်းကျပ်ပြောဆိုဆုံးမမှုတွေနှင့်ပြည့်နှက်နေခဲ့သည်။ဤကုံချုပ်အပြစ်ဆိုရသောမင်းဟာဖျားသခင်နှင့်ကဲတီချင်းသခင်ခရစ်တော်အပေါ်မှာပြစ်မှား ကျွလွန်ခဲ့တာတွေများနေပြီအမြန်ဆုံးကိုကိုကိုပြုပြင်ရင်ပြုပြင်မပြုပြင်ရင်တော့မင်းဘွားဟာတော့ပြီဟုဆိုခဲ့လေသည်အားလုံးသိပြကြသည့်အတိုင်းဟဲမင်းဝေးသည်နောက်ကာလ၌ကန်နဝဲစီးစရာကြီးဖြစ်လာခဲ့သည်တိုးတော်ဘလို့မှလူကောင်းသူကောင်းကြီးဖြစ်လာသည်ဟုမဆိုနိုင်တော့ပဲနောက်ဆုံးမှသူ့အဖေလိုပဲကိုကိုကိုတတ်သေးသွားခဲ့လေ၏ဝန်ထဲဆရာအကောင်းဆုံးကတော့ သူဘဝတမိုင်းမှတ်တမ်းများအရာတေလို့သာတော်ရောသူမိခင်ကြီးနေတကွာမိခင်ကြီးကိုကိုွယ်တော်ကတိရှိမြစ်တာတော်ကိုနားလည်မှုမှုမပေးနိုင်ခဲ့ခြင်းပင်ဖြစ်လေသည်ကျေးဇူးတော်နီဂယုနာကိုကိုစားပြုထားသည့်ဂီတတိုင်စင်များအပူဆောင်ကွန်မြူထားသော Chris Knox များအကြောင်းကိုအထက်ကကျွန်တော်ပြောခဲ့ပြီးပါပြီအဆိုပါဂယုနာတန်စင်ကလေးများသည်တခါတရံ၌နောက်ကျောရိုးဖြစ်သည့်ကြက်တီကင်းမဲ့သော၆ချားပွေအတန်လှိုင်းကြီးများအပေါ်မှာအလွန်ချိုသာလာသောအတန်ခမ်းများအဖြစ် ခုံပြန်ကြော်လွားတော်နိုင်သည်အမြင့်တနေရာမှနေ၍ဖြတ်စီးအောင်မြင်တော်နိုင်သည်ဟုကျွန်တော်ဆိုခြင်းပါသည်ကျွန်တော်ငယ်ရွယ်စဉ်ကအထယ်ဆက်ယုံကြီးတယုံမှဖွင့်လှစ်ထားသောအယောင်စတိုးဆိုင်တစ်ခုမှနောက်ဆုံးပေါ်ပေါင်းမိရှိအသည့်တွေတွဲလောင်းချိတ်ဆွဲထားသည်ကိုတွား၍ငေးမောမိပါသည်ဝယ်နိုင်လို့တော့မဟုတ်ပါလူငယ်ကလေးပြီပြီပေါင်းမိလှလှလေးလေးကိုတွေ့ရကြရင်တော့ရောက်ကြည့်ရှုခြင်းဖြစ်ပါသည် တထေသောပေါင်းကြီးကလေးမှာအယောင်စင်းကလေးတွေနဲ့ဒီဇိုင်းလေးကောင်းတော့တီကိုတွေ့တော့ကျွန်တော်ရှေ့နောက်ပြန်လန်ကြည့်ပြီးသူ့ခောက်ရိုးကလေးကြီးကိုပါဟိုလန်ဒီလန်လုံနေခြင်းဒေါ်လာ20ရန်တရွက်ကထိုပေါင်းမီစီကအခောက်လိုက်ကလေးကြလာတီကိုတွေ့ရလေဤကျွန်တော်အနေဖြင့်ချက်ချင်းပဲဟာအဲ့ဒါတို့ဆက်ယုံနဲ့မဆိုင်ဘူးတို့အယောင်ဆိုင်နဲ့လည်းမဆိုင်ဘူးပိုင်ရှင်ရဲ့ပတ်စံပဲကောက်ရတဲ့မင်းနဲ့ပဲဆိုင်တယ်မင်းယူလိုက်တော့ကွာမင်းအတွက်ဖျားသခင်ပေးလိုက်တဲ့မုတ်ဖိုးပေါ်ချတဲ့ရဲ့ဟူဆိုလေသည်ဤနည်းအဖြစ်ကျွန်တော်သည် ကျွန်တော်တရေကျနေသည့်ထိုပေါင်းဘီကို73ဒေါ်လာနဲ့ဝယ်ယူပြီးလက်ကျန်9ဒေါ်လာနဲ့ဆိုင်ထဲကနေလီချွင်ရင်ထွက်လာခဲ့ပါတော့သည်ကျွန်တော်သက်သက်နဲ့တကူအဖေအမေကပေးသည့်မုတ်ဖိုးကလွဲပြီးပတ်စံကိုကင်ဘူးသည်မရှိ အခုတော့ကို့အတွက်ထူးထူးခြားခြားလက်ဆောင်ကလေးနှင့်ဝင်း20ကြီးများတောင်ကင်ဘူးပြီးဟူဝမ်းသာလို့မဆုံးတော့ပါနောက်ကလာတစ်ချိန်တွင်ကျွန်တော်သည်ပေ1400မြင့်သောတောင်တစ်ခုကိုတက်ဖူးသည်ရှိအောင်တက်ခဲ့ပါ၏တခါမှတောင်တက်အတွေ့အကြုံမရှိသောကြောင့်အပေါ်လဲရောက်ရောအတော်ကြီးမောဟ ိုက်ပြီးစိတ်ညစ်တော်မိသည်သို့သောထိုတောင်ကိုပြန်အစင်းမှာတော့ရာသီဥတုသည်ချက်ချင်းအေးတော်ပြီးနေကလည်းမင်းမိန်တော်လေရာအေယာမအဲ့ခံပွဲကြီးကိုတက်ရောက်ခွင့်ရသည့်အခါကျွန်တော်ရင်ထဲမှာစိတ်တော်သည့်အထိကြည်နူးမိသည်တောင်ချီကိုပြန်ရောက်ရင်မော်တော်ကားနှင့်မြို့ရဲကိုပြန်လာချိန်၌နေကင်းကဤရက်တို့အလားခီးမှာလုံးဝဂရုမပြုမိခဲ့သောမြင်ကွင်းတစ်ခုကြောင့်ကျွန်တော်ကြက်တည်တည်တော်မိသည်ဟုတ်ပါ၏ လမ်းခွေတနေရာမှာကျွန်တော်မြင်ရသည်ကတော့အပိုင်ရေကန်ကြီး၏နေဝင်ချိန်အလှပင်ဖြစ်ပါသည်ရေကန်ကြီးသည်အလွန်အိမ်နေရစွာဖြင့်ကျွန်တော်ကိုခီးဥကြုံဆူနေသည်အောင်ကျွန်တော်ခံစားရသလိုသူ့ကိုပတ်ချလဲဝိုင်းနေသည်ထင်းယူတော်ကြီးများကလည်းကူးတန်းပြန်သွန်းနေသည်ကောင်းကင်ကတို့၏အတံမျိုးစုံကကျွန်တော်လုံးဝမမျှော်လင့်ခဲ့သည် ဂယုနာတေးတံများလို့ခြူသာလာပြီရာထိုနေရာမှာကားကိုရက်ခဲ့ပြီးအကြာကြီးငေးမောနေမိပါလေတော့ဤလွန်ခဲ့သောလအနေငယ်လောက်က ကျွန်တော်နေ့ကျွန်တော်ဇနီးတဲ့တို့ဒီယောမမျိုးကို ခီးပြုခဲ့ကြပါသည်ကျွန်တော်တို့ကတခါမျှမရောက်ဘူးတော့ အရက်ပီမူရောက်ဖူးသောမိတ်ဆွေတို့ကိုအရင်မင်းမြန်းစုံစမ်းပြီးမှသွားရသည်သူတို့ပြောသည့်အတိုင်းနေထွက်ချိန်မှာစိန့်ပီတာဘုရားရှိခိုးကျောင်းကိုကျွန်တော်တို့သွားသည်ပြီးတော့သူတို့ပြောသည့်အတိုင်းဆက်ခွန်ရာစုဗဟုပညာရှင်ကြီးဂျီအိုဗာနီလိုရန်ဇိုစီရင်ထုတ်လုပ်ခဲ့သောရုပ်တုကြီးတွေကိုအမကန်ရှုကြည့်ငေးမောရသည်ပြီးတော့သူတို့ပြောသည့်အတိုင်းပါပဲဆူတောင်းလို့တော့ကျွန်တော်တို့အတွက်ငိမ့်သက်တော်ဝင်ကျင်ကိုရှုမှတ်တော်အခါမေသီလာရှင်အနေငယ်ဘုန်းတော်ကြီးတစ်ပါးနှစ်ပါးကိုသာတွေ့ရပြီး အခြားလူသူတွေမရှိ မျက်စိမနှောက်ပဲစိတ်ပြေနှပြေပြက်လျှောက်တော်ခွင့်ရပြီထိုအချိန်မှာနန်းနဲ့နေကြည်သည်တိုင်ပါမြင့်၌ဖြစ်ပြက်တောက်ဆရှိပြီးလိုရန်ဆို၏ကောင်းကင်တမန်ရုံလုံးများအပေါ်မှာပို၍အသေးကဲမောက်စီသလိုပဲဟုကျွန်တော်တို့ထင်မှတ်မိလေသည်ထိုမှတဖန်ကျွန်တော်တို့သည်ဖျားရှိခိုးเจ้าကြီးအပေါ်ထပ်သို့တက်ရောက်တော်ကြရာ ကိုခြေတံကိုသာကိုကြားနေရသည့်အထိငြိမ်သက်ခြင်းကိုထပ်မံကြုံရပါ၏ဗိမာန်တော်ကြီးတစ်ခုလုံးမှလည်းမိုက်ကယ်အင်ဂျလို၏ပိတုကာလက်ရာတွေနှင့်အလုံးညာထေဝါလှပါပြီကျွန်တော်တို့ဇနီးမောင်နှံကကြိုတင်တိုင်ပင်ခဲ့ကြသည့်အတိုင်းဗိမာန်တော်ပေါ်မှာပတနာတော်ကိုရွတ်ဆိုပြီးဆုတောင်းကြသည်ဆုတောင်းလို့ပြီးသောအခါမှာတော့ယောမမျိုးသည်နိုးထလဟန်တူ၏စိတ်ပီတာရင်ပြင်ကျဲကြီးထဲမှလူ200ခန့်ဝင်လာလျာစပြီးဆုတော်မိဟုကျွန်တော်တို့ကတွက်ဆနေမိစေထို့လူ200သည် ငိမ့်သက်စွာဖြင့်ရင်းမြင်အလယ်မှာဆူယုံ၍စနစ်တကျတန်းစီသည်ကိုတအံ့တော်တွေ့ရပေသည်ကျွန်တော်တို့ကအပေါ်စီးမှရှုမြင်ပြီးဒီလူတွေဘာလို့မလို့လဲမသိဘူး။မတို့ဆူတောင်းပြီးမှရောက်လာလို့ဒါတော်သေးတာပေါ်ဟူတွင်းနေစေ။ထိုလူနေရာတို့သည်ရင်တိတ်တူပွဲ ဖြစ်လောက်အောင်ကောင်းမွန်သည့်ကျေးဇူးတော်ချီးမွမ်းခြင်းတေးသချင်းကြီးကိုတန်ပြန်ဆိုကြလေတော့၏။ကျွန်တော်တို့မောင်းနိုင်သည်ရင်တမမဖြစ်အံ့ဩလို့မဆုံးနိုင်အောင် ရှိပြီးဒီချင်းဒီနာကြီးမှမှလာပြီးကြုံရလေခြင်း ဟုခံစားကြရသည်။ သူတို့၏အတန်တွေသည်လည်းကျွန်တော်တို့ကိုပုတ်တိုက်၍မိုးရံသို့လွင့်ပြန်တော်သလိုရှိလေတော့ကိုတိုင်းသည်အမှန်ပြန်ဝဲလာသောကောင်းကင်တမန်နေနှင့်အတူဘုံတော်ကို ခံစားရသည်ဟုမှတ်ပါ၏။အံ့ဩစရာကောင်းလိုက်ပါပြီတော့သူတို့သည်ယောမသားတွေမဟုတ်ဂျာမနီနိုင်ငံကနေဖိအားပူထွက်လာသည့်ကွာယာသချင်းတွေတွေပါတဲ့။တိုက်တိုက်ဆိုင်ဆိုင်ကျွန်တော်တို့အတွက်တကူးတကများဖိအားသခင်ပို့ဆောင်လိုက်လေသလား။မော်တော်ကားမှန်နေမှာရေးထားသည့်တန်ယေရှုသင်းကိုချစ်တည်ဆူတာအမှန်သစ္စာ။ ကျေးဇူးတော်ပေါ်ထွန်းသည်ဆိုသည်မှာအမှန်သစ္စာဟူ၍ကျွန်တော်ကျူးရင်ချင်နေပါလားသည်ယောက်ျားကလေးမိန်းကလေးတို့၏ရင်ခုန်သံများနှင့်ချစ်ချင်းတရားများကိုရောအနီးဆက်ဆုံးပမာဆောင်ရမည်အလွန်စစ်မှန်သည့်ကျေးဇူးယူနာတော်၏တသည့်အဖြစ်မခံယူနိုင်ဘူးလားခံယူထိုက်လွန်းသည် ဟုကျွန်တော်ပြောလိုပါ၏ကိုလိုသူလိုလူစားတွေအများကြီးရှိသည့်အ ਨੇ ကိုကိုမှချစ်စရာအကောင်းဆုံးဆွေးဆောင်မှုအရှိဆုံးဟုသောလူတစ်ယောက်ဖြစ်ဘဝပုံမှာရွေးထုတ်ပြီးထွေးပိုက်ခြင်းသောမိမ့်မလား ကိုအတွက်စိုးရင်ထိတ်လန့်သောအတွေးကလေးများနှင့်အိယာမှလန့်နိုးသောမိမသာမတောင်းမှန်ခင်ကခွင့်လို့သူမဆုခင်ကညွတ်ချင်သူသူ့ပေါ်ထွက်လာသည့်ကျေးဇူးတော်မဟုတ်လို့ပါလေသူ့အတွက်ကိုကပုံအပ်လို့သည်မျှဝေခံစားလို့သည်တနာသည်အမြဲထွေးပိုက်ခြင်းသည်ဒါဟာသူ့အတွက်မိမိကိုယ်တိုင်ကကျေးဇူးတော်ဖြစ်တော်ရသည်မဟုတ်ပါလားညဉ့်ညံသောလူစားသည့်ပဂရီအသွေးသားကိစ္စပြီးမှညစ်ပတ်တယ်တဲ့မညစ်ပတ်ပါဘူးဖိယသခင်ကိုယ်တိုင်က ပြီးသည့်အရာညစ်ပတ်အောင်လုပ်ရင်ညစ်ပတ်မှာအသေးချပြီးမဲ့ကျေးဇူးတော်ကိုအရင်စဉ်းစားရပေလိမ့်မည်ဟုကျွန်တော်ခံယူပါသည်။နိုင်ငံကိစ္စကိုပြင်ယုံကြည်သူတို့၏အတွေးအခေါ်များနှင့်ရှင်၍ရေးသားသည့်စာကောင်းပင်မနှင့်အများကြီးရှိပါသည်။ကျူအက်ဒဝတ်ဝေါကာပါစီရိုဤအချစ်ပွဲများသည့်အလွန်ကောင်းမွန်သည့်ကျေးဇူးတော်ကိုဇာတိပဂရီနေပေါင်းစည်း၍လှုပ်ရှားသက်ဝင်အောင်သူတို့ဖန်တီးသည် ကျေးဇူးတော်သည့် တည့်ရတည်အမြင်နှင့်ခံယူနိုင်သောအရာမျိုးမဟုတ်ကြောင်းကိုသူတို့တတ်နိုင်သရွေ့ချေမုံပေးနေလေသည်ရုပ်ရှင်လောကမှာလည်းဒီလိုပါပဲ Forest Group ဟူသောရုပ်ရှင်မျိုးသည်အလွန်ပညာသားပါသည်ပြောင်းလဲခြင်းကြီးစွာဖြစ်နေသောခေတ်တစ်ခုမှအဖြစ်တစ်နှစ်တစ်ခုကိုအသက်သွင်းပေးသည် အုံနောက်ကကြက်မပြည့်ပေမဲ့ချစ်တတ်သောနှလုံးသားခွင့်လွတ်တတ်သောအချင်းမဖောက်ပြန်သောအချင်းနှင့်စွန်စားရန်ရဲဝင့်သူလူအဖွဲ့အစည်းအမြင်မှာကိုယ့်ကိုအထင်သေးကြပြည့်ရပြူကြသည်ကို အန်တုနိုင်သောအချိသတိဂုံစသည့်အကြောင်းတွေကို ဖော်ပြထားသည်တရေကတိုင်းကအယုတ်နတိကားတွေထက်အပြတ်သက်သာသည် သူခင်မှာထိတ်တန်းနေရယူခဲ့သည် ဟုတ်သည်လူရွာသည်မြစ်တတရားကိုစာလောင်မှုသိမ့်နေသည်ကျေးဇူးနှင့်ဂယုဏတော်ကိုငပြတ်နေသည်သူဖြစ်၍ဤမြစ်တပွဲမျိုးလိုအပ်သည်ဟုကျွန်တော်ခံယူမိနေသည် နာဂျီယောဂဝေဒနာခံစားနေရသူပီတာဂရစ်ဘဝမှတ်တမ်းတစ်ခုကိုရေးခဲ့သည့်အိန္ဒိယနိုင်ငံမှထိုယောဂကိုကူးစက်ခံစားရပြီးနောက်သူအင်္ဂလန်ကိုပြန်လာခဲ့သည့်မျက်လုံးတစ်ဖက်ကျယ်၍ကိုယ်လဲတချမ်းသိတော်လီယာအင်္ဂလီကန်သီလရှင်တို့ဦးစီးပွင့်လစ်ထားသော စခန်းမှာသူတွားရောက်မိခိုးနေရသည်အလုံးလုံးလို့မရ ဝင်မရှိပတ်ဝန်းကျင်အတိုင်းဝန်းကစွန့်ပစ်ထား၍စောက်တရာမရဖြစ်လျက်တတ်တည်ဖို့အထီးကြံစီမိသည်အဲ့ရမပြောသောညတညတွင်နေရီဖြိုးစ၌သူထ၍ထိုးရက်မှထွက်ခွာပြီးလူသူမနီးသော နေရာတစ်ခုမှာတွားပြီးသေတော်အန်းဟူမျက်ရည်ကြားလျက်ဆုံးဖြတ်သည်ထိုချိန်တွင်ဇယက်ဝင်းတောင်ရှိအင်္ဂလိကန်အသင်းတော်စီမှတီတိုးရွတ်ဆိုသံများကိုသူကြားရ၍သူထိုရက်ကိုတွားကြည့်သည်သီလာရှင်များဆုတောင်းနေကြခြင်းပဲသူတို့ရှိတဲ့တဲ့ကကြောက်ပြားပေါ်မှာနံမရီရေးထားသည်ကိုသူတွေ့၍စစ်စစ်ကြည့်လိုက်သောအခါဆုတောင်းပေးရမည်သူများစီရင်ဟူသောခေါင်းစီအောင်၌သူ့အမိကိုထင်ရှားစွာသူတွေ့ရသည် သူအလွန်အံ့ဩသည်သီလာရှင်တို့သည်ညှိနှက်သကောင်အထိမအိပ်ပဲအလုံမျိုးမျိုးကိုလုံး ကြရသည်ယခုလိုဝေလီဝေလင်းမှထား၍ဆူတောင်းပေးနေသည်ကို သူမသိခဲ့။အော်တန်ရှင်းသူတွေဟာငါ့ကိုမယုံမရှာပြုစုပေးတယ်။မသေးစေချင်ကြဘူး။ကျေးဇူးတော်ပဲ။သူမျက်ရည်ထက်မှန်ကြစင်းလာသည်။ဝမ်းသာခြင်းမျက်ရည်များပါ။ဘာသာရေးယုံကြည်ချက်တို့သည်ကျေးဇူးတရားမဲ့ချင်းဘက်ကိုရင်းရွယ်ပါလျာလမ်းလွဲမှတ်တတ်ပါတော့လေ။ ပျောက်ကွယ်ခြင်းဘယ်တော့မှမရှိပါဘယ်ကြောင့်ဆိုတော့မတောင့်တမမျှော်လင့်မထိုက်တန်သည့်ဂျားတဲ့ကပြင်ကောင်းကြီးတစ်ပါးမဟုတ်တစ်ပါးသည်အံ့ဩလောက်အောင်ပေါ်ထွက်လာသည်ကိုထိုယုံကြည်သူတို့နားလည်ခံစားကြရ၍ဖြစ်သည် ကိုယ်တို့လူသက်တဝါများသည့်အတ္တအ í အဖြစ်တရားအမျိုးမျိုးကြောင့်အနတ္တသာဖြစ်ကြရသည်ကိုလက်မခံခြင်းစစ်မှန်သောမျှော်လင့်ချက်ကိုအစားထိုးထားသောမျှော်လင့်ချက်အတုတွေနှင့်လွတ်လန်းရှာခြင်းနေကြသည် ဖန်ဆင်းရှင်ဖျားသခင်မြစ်တာကယူနာတော် လိုအပ်ပါသည်ဟုဝေမခံနိုင်ကြပဲအမှန်တကယ်စာငတ်လျက်တောင့်တလျက်နေရတူ ပြုံးတိနေကြရလေသည်ဂျေဇူးနိကယူနာတော်ဆိုသောရာသည်ယုံကြည်ကိုးကွယ်မှုများမှာကြားနေကြ စကားတစားတွေအတိုင်းထိတွေ့နိုင်သည့်အမျိုးအစားမဟုတ်ပေကျွန်တော်တို့ခရိယန်အသင်းတော်တွေမှာထိုတရားနှင့်အတူများစွာသော အခြားသမာတရားကျမ်းစကားတို့သည် ဖော်ပေါ်တည်တည်သုံးရင်း နှစ်အရသာပြည့်နေရသည်ဟုကျွန်တော်ခံစားရပါ၍အထက်ထက်ကြားရပါတော့လဲမယုံဝင့်ဝင့်ယုံဝင့်ဝင့်ရှိနေခဲ့မိပါသည်ပထမအချိန်ကျွန်တော်ခံစားရသည့်ကျေးဇူးယူနာတော်ကိုဂီတရသအဖြစ်နားလည်ခံယူခဲ့ရပါသည် ဟိုလေကျောင်းငယ်တခုမှာလူ့ဘဝစာလို့ဖြစ်နေခဲ့တော့ကျွန်တော်ကိုဒီကောင်လေးနှတ်ဆိုးဆွဲနေတယ်ထင်တယ်ဟု အများကထင်ခဲ့ကြပြီးကျွန်တော်ကိုယ်တိုင်မှလည်းပျော်ရွှင်ငြိမ်သက်ခြင်းနဲ့အစဉ်ကင်းမဲ့နေခဲ့လေသည်ကျွန်တော်တို့အဆောင်တကားတွေကိုသူတို့အစောကြီးတော့ခတ်တော်လေးရှိခဲ့သည်တညမှာတော့အပြည့်လောကဝေးဝေးကိုအာယုံမရောက်ပဲကောလိပ်ဝင်းအတွင်မလန်းမကန့်ရှိဗိမာန်တော်ကိုကျွန်တော်အာယုံရောက်သွားပြီးဘလို့ဖြစ်သည်မသိဖြင်းပေါင်းကနေတဆင်အောက်သို့ဆင်းရဲထိုဗိမာန်တော်ရဲ့အထီးရှောက်ဝင်တော်မိ၏ ပလင်တို့ချီရင်မှာတော့ကိုဗီရှေလျာသော Stainway Piano ကြီးကိုကျွန်တော်တွေ့ရှိရလေ။ပုံပြပြများရှိသော ပလင်တို့ဘော်ကမီးအောင်ကိုအာကို၍နဘေးကဂန်ဝင်တေးတန်စင်စာအုပ်ကြီးကိုဖွင့်လျက်တေးသွားမျိုးမျိုးကိုကျွန်တော်တီးခတ်လေတော့သည်။ရင်းတို့မှာဗီတိုဗင်၏ရောပြွန်သချင်းတန်စင်များ၊ရှိုပင်၏ပနာမခြေစင်းတီးများ ရှုပတ်ဤမြူးကျွတ်သောတေးများဖြစ်ကြသည်ကျွန်တော်လက်ချောင်းကလေးများသည်အတောင်ပံအားများနှင့်ကျွန်တော်စိတ်ဝိညာဉ်ကိုကဘာကြီးပေါ်မှဝဲပြန်ခေါ်ယူသွားသလိုပါပဲအုံနောက်ထဲမှသွေးထဲမှမြေကြီးပေါ်မှပြောင်းပြန်ဆန်ခတ်ဖြစ်နေခဲ့ရသောကျွန်တော်သည်ထိုကဘာကြီးထဲမှပင်အလှတရားရှိနေသည်ကျေးဇူးတရားရှိနေသည်အလင်းတရားရှိနေသည်ဟုစတင်ခံစားနားလည်ခဲ့မိလေသည် ထို့တူပါပဲသဘာဝပတ်ဝန်းကျင်မှာတယောက်တည်းစိတ်လီလွင်စွာရှောက်သောနေရင်မှာပင်အံ့ဩပွေတကူကြီးလာသည့်ကောင်းမြတ်သောကျေးဇူးတော်လေယာရီဝမ်းမြောက်ခြင်းတွေကိုကျွန်တော်မှတ်ကြုံမိပါသည်တတနာအေးဘဝအေးမျိုးမျိုးရှုပ်တွင်းနေသည့်လူပြောက်တောက်တို့ကိုခြံထားခဲ့ပြီးနောက်ဒုက္ခလေးတစ်ချောင်းနှင့်ကောလိပ်ကျောင်းနောက်ဘက်ကအမြဲစိမ့်တစ်တော်လန်အတိုင်းဝေးကြီးကိုရှောက်တော်ရာကနေ ယုတ်ခလောကတတ္တလောကဤအလှတော်မှာခွန်အားတွေအမျိုးမျိုးကိုရယူနိုင်ခဲ့လေသည် ထိုခြင်းများအတော်တွင်ကျွန်တော်သည်အချစ်ယူဖြစ်ခဲ့လေသည်ထိုအချစ်စိတ်သည်ကဘာကြီးတွတ်တွက်လေတော်လာအောင် အစွမ်းရှိသောအချစ်တစ်ဖက်မှာအလွန်တောင့်လောင်ပူပြင်း၍တစ်ဖက်မှာတော့ထမင်းလုံးသစီ၆တလို့အမြင့်ကြီးကကြသည့်အလားအသေးအလွန်ရားစရာကောင်းသည်ဟုထင်မိပါသည် ထိုခြင်းမှာစိတ်ကူးရင်လို့ဖြစ်လာတဲ့အရာသာပဲ ဆလီယာစုကအီတလီယံကပြားစီယာတွေအကြောင်းရုံးမြဖွဲ့ထားတဲ့စိတ်လှုပ်ရှားမှုတွေပဲဟူစိတ်ကိုတင်ထားသည်ထိုအချိန်မှာကျွန်တော်နှလုံးအိမ်ကြီးသည်အလွန်ရောင်ရမ်း၍ရင်းနှင်းမဆန့်ဖြစ်လာသည်ဟုကျွန်တော်ကတွက်ချက်လေသည်စစ်မှန်သော လောကကြီးအလှသစ္စာကိုမှမခံစားတတ်သေးပဲကို ဒီတော့ဓမ္မပညာဆရာသမားတွေပြောလေပြောထားရှိသည့်ကျေးဇူးတော်တော်ကျေးဇူးတော်တို့တို့ရုံးမြဲဖွဲ့ပြီးချင်းမွန်းနေစရာမလိုသည့်လူအလုံးခံစားရသောတဘာဝအခွင့်အရေးကျေးဇူးအဖြစ်ခပ်ပေါ်ပေါ်ပဲကျွန်တော်ခံယူမိခဲ့လေဤတနည်းအားဖြင့်အမိတဘာဝမှတဘာဘယ်သူ့ကိုမှဒီအခြေအတွက်လေးပြုပေးနေဖို့မလိုတရွေ့ရွေ့နှစ်ကလေးလေးတယောက်ဘဝကခံစားရဘူးသော ဟန်ဆောင်မှုကင်းမဲ့သည့်ယုံကြည်ခြင်းနယ်ပယ်တဲ့သို့ကျွန်တော်ပြန်ရောက်လာသည်ဟုတ်သည်အပြီးတစ်ဆက်စင့်ကြစီစဉ်သောကျေးဇူးပြုနာတော်ကိုကျွန်တော်ခံစားနားလည်လာသည် ထိုကျေးဇူးတော်သည်အပေါ်စားမဟုတ်ပါတကားကျွန်တော်တို့လူပွားသည်ဤသို့စင့်ကြစီစဉ်သောကျေးဇူးနည်းပြုနာတော်ကို နားလည်တတ်ဖို့အလွန်လိုအပ်သည် CS Lewis ကဤကျေးဇူးတော်အပြည့်လူပွားသည်မိမိမမြင်ဘူးသောပန်းကလေးတစ်ပွင့်ဤဂျနန်ကိုခံစားလို့စိတ်မိမိမကြားဘူးသောတေးသွားဤပေ့တင်တန်ကိုကြားလို့စိတ် မိမိမရောက်ဘူးသောအရမသတင်းကောင်းကိုကြားခြင်းစိတ်စသောအလွန်ထူးဆန်းသည့်အံ့ဖွယ်လီလီဘဝအရသာများကို ခံစားနိုင်သည်ဟုဆိုလေသည်ဂျေဇူးနှင့်ဂယုနာတော်သည် နေရာတိုင်းမှာရှိနှင့်ပြီးဖြစ်ပါသည် မှန်ဘလူးရင်းမှတနေရာကိုလှမ်းကြည့်နေတော့လဲထိုမှန်ကိုသတိမထားမိသလိုဖြစ်သည်ကျွန်တော်အနေဖြင့်ဘွားတွေ့ကြုံများသည့်ထိုအရှိတရားကိုကျွန်တော်ရှင်းတမ်းရာနေရာတိုင်းမှာဖော်ပြလာသည်ကျွန်တော်စီးရဲစရာတယောက်ဖြစ်လာသည်ခရီးအန်ဘာသာရေးမဂ္ဂဇင်းကြီးတစ်ခုတွင်အလုံဝင်ရောက်လုပ်ကင်သည်အာရိုမိုင်ရာလိုဆရာသမားလက်အောက်မှာလွတ်လပ်သောအတွေ့အခေါ်နှင့်လွတ်လပ်သောရေးသားမှုများပြုလုပ်နိုင်သည် ကိုခံစားရသောကျေးဇူးတော်ကိုစပေအားဖြင့်ဝေမျှနိုင်သလိုကိုယုံကြည်ချက်နှင့်ဝေဖန်မှုများကိုပြုလုပ်နိုင်ခဲ့သည်ကျွန်တော်၏လက်ဦးစာအုပ်တွေကိုစတင်ပြုစုစဉ်အိန္ဒိယနိုင်ငံတောင်ပိုင်းရှိအလွန်ဆင်းရဲသောအနာဂျီယောဂသည်များကြားမှမှုတော်ဆောင်ခဲ့သည့်ဒေါက်တာပေါ်ဘရန်လို ပုဂ္ဂိုလ်ကြီးမျိုးထံမှအကူအညီရရှိခဲ့သည့်ဒေါက်တာပေါ်သည် ကျေးဇူးနှင့်ကရုဏာတော်ကိုခံစားနားလည်သူအလွန်ပူပြင်းသောဒေသသို့တွားရောက်၍အယူသီးလာသည့်လူသားတို့ကြားမှနှစ်ပေါင်းများစွာမျှဝေအစီခံခဲ့သူဖြစ်သည်ထိုကဲ့သို့သောပုဂ္ဂိုလ်ကြီးများမှတဆင့်ကျေးဇူးတော်ကိုကိုယ်တိုင်ခံစားနားလည်ခွင့် လိလာစီပူခွင့်ရခဲ့သည်ကိုကိုကိုဘလို့မှတော့အထင်ကြီးလို့မဖြစ်နိုင်ပါကျေးဇူးနှင့်ဂယူနာတော်ကိုပြည့်မီအောင်ခန်းစားနားလည်တတ်ဖို့အရေးမှာခုမဟုတ်တခုအမြဲတမ်းလိုအပ်နေသလိုခန်းစားရပါသည်ကျွန်တော်မြင်ရသောအဖဖျားသခင်၏ဝိညာဏအရေးတဒံကိုကျွန်တော်ဘလို့မှပြည့်ပြည့်စုံအောင်မဖော်ပြတတ်ပါဆာလန်ဆရာကစူပွက်သည့်အတိုင်းဖျားသခင်အကြောင်းကိုကျွန်တော်နားလည်မိတည်ကားတော့ ။ထာဝရဘုရားသည်တနာတက်သောသဘောကျေးဇူးပြုတတ်သောသဘောစိတ်ရှိ၍ဂယုဏကြွယ်ဝသောသဘောရှိတော်မူ၏ဟု၍ဖြစ်လေသည်။ကျေးဇူးနှင့်ဂယုဏတော်သည် ထိုက်တန်ခြင်းအလင်းမရှိသည့်ကျွန်တော်အပါဝင်လူသားအလုံးအတွေ့အဖို့ခပေးစရာမလိုပဲရောက်လာနေပေသည်။ကိုဘုရားအတိတ်တမန်းကြောင့်ကိုလက်ကြည့်လေတိုင်းငါသည် ခရိယံမိသားစုအသင်းတော်တစ်ခုမှကြီးပြင်းလာခဲ့တော်လဲကျေးဇူးမဲ့ရှင်သန်မိသောလူဖြစ်ဖူးပြီး နာကျင်းမှုနဲ့အမျက်တော်သားတွေနဲ့ကျင်းနက်ပွဲမဟုတ်သည့်ခီးရှည်ကြီးကိုရှောက်လန်းခဲ့ပြီးပြီဟုကျွန်တော်အသိတရားရရှိသည်။ထိုအသိတရားသတိတရားများအားဖြင့်လည်းမြစ်တာတော်ကိုအသိတော်လမ်းတစ်လျှောက်မှာတန်တဆွာရှာဖွေလျက်အပြစ်မှလွတ်ခြင်းအခွင့်ကောင်းမြတ်ခြင်းအခွင့်တို့ကိုဖျားသခင်ထံမှရရှိနိုင်သည်။ထိုဖျားသခင်၏ယေရှုဂရုဏာတော်ကိုအသိတော်နှင့်တကွယုံကြည်ခြင်းအဖွဲ့အစည်းအသီးသီးတို့အားဖြင့် လောကကဘာတလွားလုံးခံစားရရှိနိုင်ပါစေသတည်းဟူ၍လဲဆုတောင်းမြတ်တာပို့တာနေမိလေသည်